မင်္ဂလာပါရှင် K Story YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်နေ့စဉ်နေ့တိုင်းမှာစိတ်ဝင်စားဖို့ရဇလန်ကောင်းတွေကိုရွေးချယ်တင်ဆက်ပေးနေပါတယ်ဒီကနေ့မှာလည်းစာရေးဆရာအကဆော်ရဲ့ပထမဘိုးဘိုးအောင်ဇလန်စရုပ်ထပိုင်းကိုထပ်မံတင်ဆက်မှာဖြစ်ပါတယ်တင်ဆက်မှုမစခင်မှာ Channel ကို Like နဲ့ Subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဇလန်အစ်တွေတင်နိုင်သိရှိစေဖို့အတွက်ဘေးနားအနူဒီခေါင်းနှောင်းကိုတစ်ချမ်းနှိပ်ထားပေးပါရှင်မောင်ဘိုးအောင်ကဒဂုံနိုင်ကုန်းကိုပြန်ရောက်တဲ့အခါ မိဘတွေရဲ့အလုတ်အကင်ကိုကူညီပေးရတယ်။ရွာမှာရှိတဲ့နွားပိုင်ရှင်တယောက်ထံကနွားတွေကိုအငှားလိုက်ကျောင်းပေးရတယ်။တကုံနိုင်ကုံရင်မြောက်ဖက်မှာလိမ္မော်ကုံလို့အမည်ရတဲ့ဇက်ချက်ကွင်းမြင့်ကြီးတစ်ခုရှိတယ်။အဲ့ဒီဇက်ချက်ကွင်းမြင့်ကြီးမှာမောင်ဘိုးအောင်တို့ကနွားကျောင်းတယ်။တခြားနွားကျောင်းသားလေးတွေလည်းလာရောက်ပြီးတော့နွားကျောင်းကြတော့အဲ့ဒီနေရာမှာနွားကျောင်းသားလေးတွေရဲ့စော့ကစားရာတလင်းမြင့်ကြီးဖြစ်နေတယ်။နွားကျောင်းသားကလေးတွေကနွားတွေကိုလွှတ်ကျောင်းထားလို့နီးအမျိုးမျိုးနဲ့စော့ကစားကြတယ်။အဲ့ဒီနေရာမှာနွားကျောင်းသားလေးတွေက ဘုဝတ္တံစော်ကစားနေကြတာလေဖြစ်တယ်။ဘုဝတ္တံဆိုတာကတူတူပုံနှံကိုခေါ်ဆိုခြင်းလေဖြစ်တယ်။မောင်ဘိုးအောင်ကလည်းနွားချောင်းသားလေးတွေနဲ့အတူလိုက်ပါစော်ကစားတဲ့။မောင်ဘိုးအောင်ကကစားပွဲနိုင်ခြင်းလို့ညောင်ရွက်ကြီးတရွက်ကိုခူးယူလိုက်ပြီးတရဏဂုံစမအင်းရှိကြီးကိုစီရင်လေတယ်။အင်းကြီးရဲ့အလဲနေရမှာတတလင်းကြီးတဝမ်းမှုပါဆောက်ဗားရချိုက် အခရာစမလီလုံးရေးသွင်းလိုက်ပြီးတော့ငယ်ရိပ်ပေါ်မှာကတ်ခါအပေါ်မှာခမောက်ဆောင်းလိုက်တယ်။အင်းကြီးရဲ့အစွမ်းကြောင့်မောင်ဘိုးအောင်တယောက်ရှိန်းစာရဖိုးမောက်ခါကိုပြောက်သွားတော့တယ် အတူတူကစားနေတဲ့ကလေးငယ်တွေကလည်းတခြားသူတွေကိုတွေးကြည့်သွားတော့လေမောင်ဘိုးအောင်ကိုမတွေ့သေးတဲ့ဖြင့်အသေးအတန်လိုက်ရှာကြတယ်။မောင်ဘိုးအောင်ကလိမ္မော်ကုန်းရဲ့တောင်ဘက်မှာပေါက်နေတဲ့ညောင်မင်းကြီးအနီးကနေအမေကြောင့်ညောင်မာတော့လားငါဟဲ့ယောက်ျားလို့အော်ဟစ်ကြွေးကြော်လိုက်တယ်။မောင်ဘိုးအောင်ရဲ့တန်ကိုကြားလို့နွားကြောင်သားလေးတွေကညောင်မင်းကြီးစီကိုပြေးလာပြီးတော့ရှာဖွေကြပေမဲ့မတွေ့ကြဘူး။တပံမောင်ဘိုးအောင်ကကုန်းမြောက်ဖက်ရှိမကြီးပင်ကြီးအောက်ကိုသွားကထပ်ပါအတိုင်းကြွေးကြော်ပြန်နေတယ်။ ကစားဘော်တွေကလည်းလိုက်ရှာကြပြန်နေဒါပေမဲ့ကိုပြောက်နေတယ်မောင်ဘူအောင်ကိုမတွေ့ဘူးနောက်ဆုံးမှာတော့ကစားဘော်တွေပြင်းမှန်းလို့လက်လျှော့သွားကောင်မှာမောင်ဘူအောင်ကငယ်ထိတ်မှာအုပ်ထားတဲ့အင်းကွက်ကိုချွတ်လိုက်တော့တယ်အဲဒီတော့မှနွားချောင်းသားလေးတွေကမောင်ဘူအောင်ကိုပြန်မြင်ကြရတယ်ကစားပွဲမှာအနိုင်ရတဲ့မောင်ဘူအောင်မှာတဖန်ပြန်လိုက်ရတဲ့အလှဲ့လေးဖြစ်တဲ့မောင်ဘူအောင်ကတရဏဂုံစမအင်းရှင်ကြီးမှာပါသောမဝထဆင်တူစမလေးလုံးကိုတွင်ပြီးတော့နှစ်ဖူးပေါ်တည်ရလက်နဲ့အုပ်ထားတယ် အဲ့ဒီအခါအပင်ညိုအပင်ကြားမြောင်းကြုံမြောင်းကြားမှာပုံအောင်နေတဲ့နွားကြောင်သားတွေကိုထိုးဖောက်မြင်နေရလို့အခုတစ်ချိန်မှလည်းမောင်ဘိုးအောင်သာနိုင်တော့တယ်နွားကြောင်သားတွေကမောင်ဘိုးအောင်ကိုမခေါ်တော့ကလေးတွေစော်ကစားတဲ့ပွဲမှာတကူရှင်တယောက်ပါလာရင်ပြောဖို့မကောင်းတော့တော့ကြောင်ဖြစ်တယ်ဒါပေမဲ့နွားကြောင်သားလေးတွေကမောင်ဘိုးအောင်တကူရှိမှန်ကိုမသိသေးဘူးပွဲတိုင်းသူကြီးနိုင်နေလို့ခေါ်မစော့တာဖြစ်တယ်မောင်ဘိုးအောင်နွားကြောင်ဒီမှလည်းထူးဆန်းနေတခြားနွားကြောင်သားတွေကနွားတွေကိုထုတ်လာတဲ့အချိန်ကစလို့အော်ဟဲချင်းချောက်ဆဲဆိုကမောင်းလာကြတယ် ဖေးကက်ကက်နိုင်တဲ့နွားတွေကိုတုံးနဲ့ရိုက်တယ်။မောင်ဘိုးအောင်ကတော့နွားချံကနွားတွေကိုထုတ်ရန်ရှောက်လာတဲ့အခါမှာနွားတွေကိုတစ်ချက်ကြည့်ပြီးအမှားစကားပြောတယ်။အဲဒီနောက်နွားချံတကာကိုဖွင့်လိုက်တာနဲ့နွားတွေကချံအတွင်းမှာအဆင်အလိုက်ထွက်သွားကြကငင်းငင်းတက်တက်ပင်ရွာပြင်ကိုချီတက်သွားကြတယ်။တခြားနွားတွေလိုတိုးဝေရန်ဖြစ်ခြင်းမပြုကြဘဲနဲ့ငင်းငင်းတက်တက်စားတောက်နားနေကြတယ်။မောင်ဘိုးအောင်ကနွားကြောင်းနေရင်ဒုတ်တစ်ချောင်းနဲ့အင်းဆွဲကျင့်နေတာများတယ်။တခါတလေမှလည်းတက်ပင်အောင်မှာပရိဆိုင်စိတ်နေတဲ့တိတ်နွားကြောင်းသားတွေကမောင်ဘိုးအောင်ကို အယူအနှံတယောက်လို့သာသဘောထားကြတယ်။တနေ့မှရွာသူဆုံးတယောက်ကနွားပိုင်ရှင်တယောက်နဲ့ကရောက်ကဆဖြစ်ပြီးတော့နွားချင်းချင်းဝှေ့ပြီးတေးစီဖို့အတွက်နွားဒီတကောင်ကိုပြူစားလိုက်တယ်။အဲ့ဒီနွားဒီရစကြံမြေကိုရောက်တဲ့အခါမှာတခြားနွားတွေကိုလိုက်လံဝှေ့ကတိုက်ခိုက်တော့တယ်။နွားကြောင်သားတွေကအဲ့ဒီနွားထီကိုအမျိုးမျိုးရိုက်ပုတ်ဆဲဆိုပြီးတားဆီးကြပေမဲ့လေနွားထီမှရွာသူပြူစားထားတာကြောင့်တားဆီး၍မနိုင်ရဘူး။စကြက်ကွင်းတစ်ခုလုံးအုပ်အုပ်ကြက်ကြက်ဖြစ်နေတာမို့မောင်ဘိုးကအဲ့ဒီအဖြစ်ကိုဂယုပြုမိသွားတယ်။ နွားထီးကိုကြည်ကမောင်ဘိုးအောင်ကတစ်ချက်တွေးမိတယ်။နွားထီးချင်းချင်းတိုက်ခိုက်ရင်တကောင်တို့အသေးမှာပဲ။နွားတကောင်တန်မှုဆိုတာလည်းမနေဘူးဆိုတော့အပြက်အစီးမရှိတဲ့နီလန်းကိုရွေးမှဖြစ်မယ်။အစာပိုင်းမှာမောင်ဘိုးအောင်ကနွားထီးတကောင်ကိုအံပြိုရင်ရေးပေးပြီးတော့တချင်းချင်းဝိတ်ခိုင်းမယ်လို့ကြံရွယ်ထားတော့လေ။တစ်ဖက်နွားအနာတရဖြစ်မျိုးစိုးရင်တော့ကြောင့်နမတကောင်ရဲ့ကြောကုံးပေါ်မှာချစ်ခင်အင်ကိုရှုံမြင်နေရေးဆွဲပေးလိုက်ခါစကြကွင်းအတွင်းကိုလှုပ်ပေးလိုက်တဲ့မြင်းမြင်းသမျှနွားအပေါင်းကိုလိုက်လံဝှေ့နေတဲ့နွားတီမှာ နမောကိုမျက်နှာနဲ့ဥကြိုးကျသွားပြီးနမနောက်ကိုအသာတကြီးလိုက်လာတော့တယ်။မောင်ဘိုးအောင်ကဆုံးပြူစားထားတဲ့နွားထီကိုစုံနိုင်အင်းတကွာရေးသားပေးလိုက်တဲ့အခါမှာဆုံးပြူစားထားတဲ့အစိတ်အပင်တွေကုန်ဆင်းသွားပြီးနွားရီလက်ပုံမှန်အတိုင်းဖြစ်သွားတော့တယ်။တခါမှလည်းမောင်ဘိုးအောင်ကကာယသိတဲ့အင်းသေးကိုကြီးမနာတန်းထရွက်မှာစီရင်ကပြချရီစက်ဖရီတကောင်ကိုအဲ့ဒီပြမုံတွေနဲ့ပုတ်သက်ပြီးနွားချောင်းသားတွေထံကိုယူလာတယ်။နွားချောင်းသားတွေကဂုံကြီးခင်းတန်းစော့ကစားနေတာဖြစ်တဲ့ မောင်ဘိုးအောင်ကကြက်ဖာကြီးကိုမြေပေါ်မှာချလိုက်ရင်လေဟဲ့နွားចောင်းသားတွေဒီကြက်ဖာကြီးကိုမင်းတို့တေးအောင်တတ်နိုင်ညရင်လားဟာကြက်ပဲကွာရိုက်ရင်တေးတာပေါ့အေးတာဆိုတေးအောင်ဝိုင်းရကြစမ်းကွာတေးတော့မင်းတို့ချက်စားလိုက်ကြပေါ့မလုတ်ရဲပါဦးမောင်အောင်ရတော်ကြကြက်ပိုင်ရှင်ကတို့ကိုရန်လာတွေ့နေပါဦးမေကွာဘာမှမပူစမ်းပါနဲ့ကွာဖြစ်သမျှပြဿနာငါတာဝန်ထားလိုက်စမ်းပါမင်းစကားလည်းတီပါစီနော်မောင်အောင်နွားចောင်းသားတွေကဒုတ်ချောင်းတွေကောက်ယူကကြက်ဖာကြီးကိုဝိုင်းဝန်းရိုက်နှက်ကြလိမ့်တယ် ဒါပေမဲ့ကျပ်ဖကြီးဟာဘလို့မှမနေပဲဖြစ်နေတယ်။တဖန်ကျပ်ဖကြီးမှထွက်ပြေးပြန်တော့လောက်လေးကွားနဲ့ဝိုင်းဝန်းပြက်ခတ်ကြပြန်နေ။တာမန်ကျပ်ဆိုရင်တလောက်ပြက်ခတ်ရိုက်နိုင်ရင်စင်စင်သေးမှဖြစ်တော်လေအခုတော့ကျက်ကြီးကဘလို့ရိုက်ရိုက်မသိလို့နွားចောင်းသားတွေကကြောက်လန့်သွားမိတယ်။မောင်ဘောကနွားចောင်းသားတွေကိုကြည်ကရီမောပြီးတော့နေတယ်။မိမိရဲ့အင်းအစွမ်းကိုလည်းမျက်မြင်တွေ့ရပြီးဖြစ်လို့အလွန်ကြေနဲ့နေမိတယ်။တခါသာနွားចောင်းသားတွေဆော့ကစားရင်းနဲ့မောပန်းလာကြတယ်။ရွာအဝင်းကြောင်မင်းကြီးအောက်မှာတောက်ရီအိုးစင်လေးတစ်ခုရှိတယ်။ ငါးတောင်းသားလေးတွေကအဲ့ဒီတောက်ရီအိုဝါရီကိုခတ်တော့တယ်။တောက်ရီအိုကိုနှီးပူထားတဲ့ဖြင့်အထွေးမှရေတွေကပူပူလောင်လောင်ကြီးဖြစ်နေတယ်။ငါးတောင်းသားတွေကရေပူတဲ့ဖြင့်ညှဉ်းညူနေကြတယ်။မောင်ဘိုးကငါအဲ့ဒီအဖြစ်ကိုမြင်တွေ့တဲ့အခါတောက်ရီအိုကိုမယူလိုက်ပြီးရေအိုးအောက်ခြေမှာဒုတ်တစ်ချောင်းနဲ့အင်းကွက်တစ်ခုကိုစီရင်ရေးဆွဲလိုက်တယ်။အဲ့ဒီနောက်ရေအိုးကိုကရွတ်ခွေအပေါ်မှာပြန်တင်ထားတယ်။ငါးတောင်းသားတွေကအိုးအထွေးကရေကိုခတ်တော့တဲ့အခါရေတွေကကြောက်ဆက်ရှိအလားအေးမြနေတာကိုတွေ့ရတယ်။ စော့ကစားထားလို့မောပန်းနေတဲ့နွားចောင်းသားလေးတွေကရေအေးအေးကိုတောက်ရတဲ့အတွက်အေးမြလန်းဆန်းသွားတယ်။မောင်ဘိုးအောင်စီရင်ပေးထားတဲ့အဲ့ဒီတောက်ရီအိုကနွေရာသီပင်ရောက်လင်ကစားအတွင်းကရှိရအမြဲအေးမြနေလေတော့တယ်။မောင်ဘိုးအောင်ကအင်းအစွမ်းကိုတက်ရှိတဲ့မဲတွေတလိဆန်တွေနဲ့အမျိုးစုံစမ်းသပ်ပြီးဖြစ်တော်လေလူနဲ့မစမ်းသက်ရသေးဘူး။တနေ့မှမောင်ဘိုးအောင်ကလေးပေါက်ငါးပြန်ပထမန်ဆိုတဲ့သူကိုယ်တိုင်တီထွင်ထားတဲ့ပထမန်အင်းကြီးကို တိမ်ဝင်းတပိတ်ကွဲမှာညဘက်လူသူတိတ်ဆိတ်တဲ့အချိန်မှာရေးဆွဲစီရင်လိုက်တဲ့အဲ့ဒီနောက်မိဖို့ချောင်းအတွင်းကိုဝင်းကခွေးချေထိုင်ကုန်းကလေးအောက်မှာအသာမြုပ်ယူထားခဲ့လိုက်တဲ့နောက်တနေ့မနက်လင်းတော့မောင်ဘိုးအောင်တယောက်နွားချောင်းထွက်သွားတယ်ဖခင်ဖြစ်သူဟာထမင်းဟင်းချက်ဖို့အတွက်မိဖို့အတွင်းကိုဝင်းကခွေးချေခုံလေးမှာထိုင်လိုက်မိတာနဲ့တကောလုံးတစ်စက်စက်တုံရင်လာကလေးချသွားတော့တယ်အိမ်သားတွေပြုစုပေးမယ်စကားမေးမရတော့ဒါကြောင့်ဘိုးမြတ်စန်းညိုဟာဆေးစီယာပြင့်မှုအတွက်အိမ်ကနေထွက်လာတယ် ရွာထိပ်ကိုရောက်တော့နွားချံမှထွက်လာတဲ့မောင်ဘူးအောင်နဲ့တွေ့တယ်။မောင်ဘူးအောင်ကဖခင်ဖြစ်သူကိုကြည့်လိုက်ပြီးတော့အဖေရေးဤတုတ်ပြာနဲ့ဘယ်သွားမလို့လဲဗျ။မင်းအမေထမင်းချက်မေလို့ရင်မိဖို့ကြောင့်လေးအဝင်မှာချော်လဲလို့ကွာ။အခုစကားမေးတောင်မရတော့တာနဲ့အရှိပိုင်းကစီးစီဟာကြီးကိုသွားပေးမလို့ကွာ။မောင်ဘူးအောင်ကမိမိလက်ချက်ဖြစ်ကြောင်းသိတာနဲ့စီးစီဟာကြီးကိုခေါ်စရာမလိုပါဘူးအဖေ။မကြားခင်အမေကပြန်ကောင်းသွားပါလိမ့်မယ်။မောင်ဘူးအောင်ကအင်ကိုပြန်လိုက်လာခဲ့ပြီးတော့လူသူရှင်းနဲ့အခိုက်ခွေးချေကုံအောက်က တိန်ဝင်တပိတ်ကွဲကိုထုတ်ယူကတိန်စီလိုက်လေတယ်။အဲဒီအခါမိခင်ဖြစ်သူဟာလူကောင်းပဂရီအတိုင်းပြန်ဖြစ်သွားတယ်။မောင်ဘိုးအောင်ကမိခင်ရှေ့မှာလက်အုပ်ချီပြီးရှစ်ခိုးလီတော်တယ်။မိခင်နဲ့ဖခင်ကမောင်ဘိုးအောင်ရဲ့လုပ်ရက်ကိုကြောင်စီစီနဲ့ကြည့်နေတယ်။မောင်ဘိုးအောင်ကမိခင်ကိုဒုက္ခပေးတယ်လို့ဖြစ်ခဲ့မိတဲ့အတွက်စိတ်ရတွင်းကတောင်းပန်ကကြောရခြင်းဖြစ်တယ်။စင်စရာအဖြစ်မောင်ဘိုးအောင်ကမိသူတဦးတယောက်ကိုမှထိခိုက်နေနာစေလို့တဲ့စိတ်မရှိဘူး။မိခင်နဲ့ဆန်းသက်ကြည့်ရသည်မှာလေတခြားသူတွေကိုဆန်းသက်တဲ့အခါအင်းစွန်းပြခဲ့တော့ ဒုက္ခတွေ့ပြီးမိမိကိုယ်တိုင်ဝင်ရောက်ဖြည့်ဆည်းခွင့်မရမီဦးစိုးရင်တော့ကြောင့်ဖြစ်တယ်မိခင်မှာကြီးကြီးမားမားထိခိုက်ဒဏ်ရာမရသည့်တိုင်မိဘကိုစော်ကားရကြမှာဆိုပြီးတောင်းပန်ရတာဖြစ်တယ်အဲ့ဒီစံသက်ချက်အောင်မြင်တဲ့အခါမောင်ဘိုးအောင်ကစိတ်ထဲမှာကြွေးကြော်လိုက်တယ်ငါဒီအင်းပညာကိုအကောင့်အစင်တက်မြောက်ပြီးအင်းပညာဖြင့်အလို့ရှိရာအတိုင်အချိန်မရွေးဖန်တီအသုံးပြုနိုင်ပြီလို့ရေးရွတ်လိုက်ပြီးအင်းချက်ကိုဖြည့်ဆည်းလိုက်လေတော့တယ်တခါမှလည်းညီမဖြစ်သူမဲအေးကအလူပွဲတစ်ခုကိုတွားရင်ဖိလိန်ပြင်းစင်နေတယ် မဲအေးအားယုတ်ကျန်းသူဖြစ်တာမို့အဝိအစားတက်တက်ရရဝတ်ဆင်တော်လေရုပ်အစင်းယူပကမလှသည်မို့အယောင်မထွက်ဖဲဖြစ်နေလေတယ်မဲအေးအားနှသားတွေကိုဖုံးနေအောင်လိမ့်တော်လေအလှပိုးမလာတဲ့အတွက်ညင်းညူနေတယ်အာရိယဖြစ်ကိုမောင်ပိုးအောင်ကကြားသိသွားတယ်ဒါကြောင့်မဲအေးရဲ့ရုပ်အစင်းလှပစေဖို့အတွက်စိတ်လာရုပ်လာအင်းကိုတနခါကြောက်ပြင်အောင်မှရေးသားစီရင်ပေးလိုက်တယ်မဲအေးစိတ်လာမှရုပ်လာတာဟဲ့နင့်ရုပ်လာခြင်းစိတ်ထားလာလာထားရမယ်ဟုတ်ပြီလားမဲအေးကခေါင်းညှိလိုက်တယ် မောင်ဘွားကအင်းစီရင်ပေးတဲ့ကြောက်ပြင်းပေါ်မှာနတ်တဖြူကိုသွေးလိုက်ခါမဲအေးရဲ့နှစ်ဖူးပြင်းမှာဝါလုံးပုံစံခက်ရေးရေးကလေးလိမ့်ကြံပေးလိုက်တဲ့အဲ့ဒီလိုလိမ့်ကြံပြီးတာနဲ့တပြိုင်နက်မဲအေးရဲ့ရုပ်အသွင်ကနတ်သမီးလေးတစ်ပါးရဲ့ရုပ်အသွင်အဖြစ်ပြောင်းလဲသွားတယ်။မဲနှမ်းနေတဲ့အသားအရည်မှာဝါဝါညံ့ညက်ကလေးဝင်းထိန်ဝင်နေတယ်။မဲအေးရဲ့ရုပ်ရည်မှာပြင်မျိုးမဲ့မထင်ရုပ်ရည်ကဲ့သို့လှပသွားတယ်။မဲအေးမောင်ပျော်ရွှင်စွာနဲ့အလူပွဲသို့ထွက်လာခဲ့တဲ့လမ်းခေးကြီးမှာတွေ့မြင်ကြတဲ့သူအပေါင်းက မဲအေးရုပ်ရည်ကိုလဲပြန်ငေးကြည့်ကြရတယ်။မဲအေးဟာခလေးသားသားရှိသေးတော်လေ။လူပြိုကလာသားများပင်ငေးကြည့်ရတဲ့အထိချောမောလှပလုံးမိတယ်။အလူပွဲရောက်တော့မဲအေးကိုကလာသားတွေကအစနောက်တယ်။စာရင်နောင်ရင်တရားလွန်လာလို့မဲအေးကဒေါသထွက်ကစူပူချိန်မောင်းမိတယ်။အဒီလိုစူပူချိန်မောင်းလိုက်တာနဲ့တပြိုင်နက်မဲအေးရဲ့ရုပ်သွင်းကဘလူးကြီးတစ်ကောင်ရဲ့ရုပ်သွင်းကဲသို့စိုးရွားသွားလီတော့အလူမန်းတက်အတွင်ကလူများပြေးထွက်သွားကြတယ်။မောင်ဘိုးအောင်စင်းရင်ပေးလိုက်တဲ့အင်းက စိတ်လာယုတ်လာအင်းဖြစ်တဲ့အတွက်စိတ်ထားလာနေတဲ့အချိန်မှသာယုတ်အစင်းလာစေပြီးစိတ်ထားမလာတဲ့အချိန်မှယုတ်တွင်ပိုမိုဆိုးရွားသွားစေတဲ့အင်းဖြစ်တယ်။ဝါလာကင်းလို့သတင်းကြွတဲ့အခါမောင်ဘိုးအောင်တို့ကကျင်းဒီကျောင်းကိုပြန်လာခဲ့ကြတယ်။ကျောင်းကိုပြန်ရောက်ပြီးမကြမီအချိန်မှကျောင်းနိုင်ဆရာတော်ဦးလက္ခဏာနဲ့ဦးစင်းတွင်ရွှေဆက်တော်ဖရာကိုဖရာဘုထွက်ရန်တိုက်မင်းနေ။ဦးစင်းကြီးလည်းဆုံးသွားပြီဆိုတော့တို့တွေစိတ်ပြေလက်ပြောက်ဖြစ်အောင်ဖရာဘုထွက်ကြမယ်လို့တိုက်မင်းထားတယ်။မောင်ကျောင်းသားတွေကပျော်ရွှင်သွားလေတယ်။ ။ဦးစင်းတွေဖျားဖို့ထွက်တဲ့အခါမှာဝက်ကြီးဝက်ငယ်ပြုစုဖို့အတွက်မောင်ကျောင်းသားတွေကိုပါခေါ်ဆောင်သွားလိမ့်ရှိတယ်။ဦးစင်းသုံးပါးကတော့မောင်ကျောင်းသားဆယ်ဦးစလုံးကိုခေါ်ဆောင်သွားရင်စီစဉ်တော့လေ။မောင်ဘိုးအောင်ကမလိုက်ချင်ဘူးလို့ဆိုကညှင်းဆန်တဲ့အတွက်အင်းမောင်မဦးလုံးစိုးတို့နဲ့မောင်ဘိုးအောင်တို့နှစ်ယောက်ကိုဖုန်ကြီးကျောင်းကြီးကိုစောင့်ရှောက်ရန်အနှံကခရီးထွက်သွားတယ်။မောင်ဘိုးအောင်ကလူလစ်တဲ့အချိန်ကိုစောင့်နေသူဖြစ်တဲ့အတွက်ဦးစင်းကြီးများဖျားဖို့ထွက်သွားတာကမိမိအတွက်အခွင့်အရေးတစ်ခုဖြစ်မှန်းကိုလည်းသိတယ်။ဒါကြောင့်ရွှေရုံတောင်ဖျားအောက်မှာ မြုံနံသိမ်းစီထားတဲ့ဂျင်းနီပရဘိုက်ကိုတဖန်ပြန်လေဖော်ဆောင်တော့ဖက်ရှုလေးလာပြန်တယ်။အရိယခါဂျင်းနီပရဘိုက်မှာရေးသားထားတဲ့စာရိယယခင်ဖက်ရှုဖို့တဲ့အင်ဂျန်ကြီးမဟုတ်ဘဲစေဝါပညာရက်တွေအကြောင်းကိုရေးသားထားတဲ့စေချမ်းကြီးနဲ့ဖြစ်နေတယ်။မောင်ဘွားကဂျင်းနီပရဘိုက်ကိုကြည့်ကတန်တရာဝင်မိတယ်။တယောက်ယောက်များဒီနေရာကိုလာသွားတာလား။ငါဝတ်ထားခဲ့တဲ့အင်ဂျန်ကြီးကိုယူဆောင်ပြီးတော့ဒီကျောင်းကိုအစားထိုးခဲ့တာများလား။အဲ့ဒီအချိန်ကျန်ဟထွင်ကဖြူရောင်ပုတ်ကောထွက်လာပြန်တယ်။မဟုတ်ပါဘူးမောင်ကျောင်းသား။ အသည်နဲ့မတွေ့တာတောင်ကြပေါ့ဒီကျောင်းကိုကျွန်တော်မရှိတဲ့အချိန်တယောက်ယောက်များယူသွားသလားအဲ့ဒီလိုမဟုတ်ပါဘူးမောင်ကျောင်းသားရဲ့ဟောဒီကျောင်းကဝိဇာမယကျန်းဖြစ်တာကြောင့်ဒီကျောင်းမှာဖော်ပြတဲ့ပညာတွေကပညာသင်ကြားမဲ့လူရဲ့အထုံပါရမီအပေါ်မူတည်ပြီးပြောင်းလဲသွားနိုင်တာမလို့ပါမောင်ကျောင်းသားအင်းစမပညာမှာတစ်ဖက်ကန်းခတ်တက်မြောက်ပြီးတော့အင်းရဲ့တစ်တွေကိုတောင်မှတီထင်းရေးဆွဲနိုင်နေပြီဖြစ်လို့မောင်ကျောင်းသားရဲ့အင်းစမပညာရဲ့ဟာစုံငန်းတိုင်ခဲ့ပါပြီဒါကြောင့်မလို့ဟောဒီကျန်းကြီးက မောင်ကျောင်းသားကိုအင်းစမပညာကိုမတင်ကြစေတော့ဘဲပညာအသိဖြစ်တဲ့ဆေးပညာကိုတင်ကြပေးခြင်းနဲ့အတွက်ကျမ်းမှာပါဝင်တဲ့စာသားတွေပြောင်းလဲသွားခြင်းဖြစ်ပါလိမ့်။အင်းရင်ထူးဆန်းလိုက်တာဒါဆိုကျွန်တော်ဆေးပညာကိုသင်ယူရမှာပေါ့နော်။အမောင်ကျောင်းသားအင်းပညာနဲ့ထွက်ရပေါက်နိုင်ခဲ့ပြီ။ကိုနဲ့ကိုက်ညီမဲ့အင်းစမတွေကိုလေ့လာရှာဖွေပြီးတော့ထွက်ရလမ်းကိုမြန်နိုင်တဲ့အခြေအနေဖြစ်နေခဲ့ပါပြီ။ဒါကြောင့်အင်းပညာကိုပဲဆက်လက်လေ့ကျင့်ရင်လည်းရပါတယ်။ဆေးပညာကိုဆက်လက်လေ့လာခြင်းနဲ့ဆိုရင်လည်းအမောင်ကျောင်းသားသဘောပါ။ တာမန်လူတယောက်ဆိုရင်ဘလို့များလောက်ကြတယ်လေအတင်ပုတ်ကုန်တာမန်လူသားတွေဆိုရင်တော့မိမိတက်ထားတဲ့ပညာရက်ကိုအလေးအမြတ်ထားပြီးတော့အခြားကျန်တဲ့ပညာရက်တွေကိုအရေးပေးလိလာမှာမဟုတ်ပါဘူးပညာရက်တွေများများလိလာရင်ရောထွေးသွားတတ်လို့ပဲဖြစ်ပါတယ်ဒါဆိုရင်ဟောဒီစေးပညာကိုကျွန်တော်လိလာနိုင်မှာမလားမောင်ကျောင်းသားအရှိ၉ဘဝမှာအင်းပညာကို၃ဘဝတိတိလိလာလိုက်စားခဲ့ပါတယ်စေးပညာကိုလည်း၃ဘဝတိတိလိလာခဲ့ဘူးပါတယ်ကျန်၃ဘဝကတော့အကိရဲ့လမ်းစဉ်ကိုလိလာခဲ့တာပါ အမောင်ကျောင်းသာစေပညာကိုလေ့လာမယ်ဆိုရင်လည်းတိတ်ပြီးနက်နဲခက်ခဲမယ်မထင်ပါဘူး။ကောင်းပါပြီ။ဒါဆိုရင်ကျွန်တော်စေပညာကိုပါလေ့လာလိုက်စားကြည့်ပါမယ်။မောင်ဘိုးအောင်ကစေပညာကျမ်းကိုလေ့လာလေးတယ်။စေကျမ်းဆိုတော့လေတာမန်အနာယောဂါကိုကုသတဲ့စေကျမ်းကြီးမဟုတ်ဘူး။ဂမုံအမျိုးတစ်ထောင်နဲ့အထူးထူးသောစေစွမ်းထက်တိတ်တိဝင်စေပင်တွေအကြောင်းကိုအသေးစိတ်ဖော်ပြရေးဖွဲ့ထားတယ်။ဒါတွေမကသေးဘူး။အဲ့ဒီစေတွေကိုပေါင်းဆက်ပြီးတော့တိတ်တိကြီး၁၀ပါးတိတ်တိငယ်အပွားတစ်ထောင်ကိုရရှိနိုင်တယ်။ စေးနှီးတွေကိုရေးသားထားပြီးတဲ့မောင်ဘူအောင်ကစေးချမ်းကြီးကိုဖတ်ရှုပြီးတဲ့နောက် စေးပင်တွေရနိုင်မယ့်နေရာကိုရှာဖွေရတော့တယ်ဒါပေမဲ့စေးပညာသည်အင်းပညာကဲ့သို့မဟုတ်အင်းပညာမှာအင်းအကွက်ချရေးသားရန်ထန်းသိမ်းဝင်းတဲ့ဘိတ်ပေဘူးမှိုင်းကင်ဆက်ကိုအစရှိတာတွေသာလိုအပ်ပေမဲ့စေးဝါဖော်ဆက်ရန်အတွက်တော့အစွမ်းထက်တဲ့စေးပင်ကမုန်းမင်တွေလိုအပ်တယ်မောင်ဘူအောင်ကစေးပင်တွေအကြောင်းလေးလာပြီးတဲ့အခါမှာစေးဝါရှာဖွေရန်ကြိုးပမ်းရတော့တယ်ဒါကြောင့်မုန်းလာပြညအချိန်ကိုရောက်ရှိလာခဲ့တယ် မောင်ဘိုးအောင်ကကျင်းနီပရပိုက်ကိုဖတ်ရှုဖို့အတွက်ဖျားကုံးမို့တက်လာခဲ့တယ်။ကျင်းနီကန်ကြီးကိုဖြတ်ပြီးတဲ့အချိန်မှာဝိဇာဇောကြီးတပ်ပတိတွေကိုတွေ့ရှိရပြန်နေအထူးသဖြင့်ဇောကြီးတွေဖြစ်တယ်။ဇောကြီးတွေဟာသူ့အစုနဲ့သူ့စုဝေးပြီးတော့တီတို့တိုက်မြင်လျက်ရှိနေတယ်။မောင်ဘိုးအောင်ကမိမိမရှင်းလင်းနဲ့စေးပေများဆိုင်ရာအယူအဆတွေကိုဇောကြီးတွေကိုမေးမြန်းမှုအတွက်အကြံရမိတယ်။သို့သောဇောကြီးတွေဟာမောင်ဘိုးအောင်ကိုမကူညီကြဘူး။မောင်ဘိုးအောင်ကဖေဇောကြီးတွေကိုအင်းအစွမ်းတွေထုတ်ဖော်ပြတဲ့အခါမှာဇောကြီးတွေက မောင်ဘိုးအောင်ကိုဥညွတ်ကြလေတဲ့မောင်ဘိုးအောင်မိမြနဲ့စေးပညာတွေကနတ်နေလာလို့ဖေးစောကြီးတွေမဖြေနိုင်ကြဘူးအတင်မောင်ကြောင့်သာအတင်မေးတဲ့စေးပညာရဲ့အစွမ်းတွေကကျွန်တော်တို့အတွက်ပင်ခက်ခဲလွန်းနေပါသေးတယ်ဖေးစောကြီးတွေကမောင်ဘိုးအောင်ကိုစေးဝိဇ္ဇာကြီးတယောက်နဲ့မိတ်ဆက်ပေးတယ်စေးဝိဇ္ဇာကြီးကလည်းစေးပေါင်းချဲ့ရန်အတွက်ရွှေအင်းအောင်ဖျားဘောကိုရောက်ရှိနေတဲ့အချိန်ဖြစ်တဲ့အတင်ဝိဇ္ဇာကြီးယခုကျင်းဒီပရပိုက်မှာကမုံမျိုး128ပါးရဲ့အကျိုးအသွားကိုပဲပြသထားတယ် လော်ဂီဆရာတွေအစိုးရကမုံမုံတထောင်ကျော်ရှိတယ်လို့ဆိုတယ်။ဒီအပေါ်မှာရှင်းလင်းပြသပေးပါ။စီဝိဇာအနေနဲ့တိတိကျကျပြောရရင်တော့ကမုံ128ပါးဆိုတာလေလာဖောထုတ်ပြီးသမျှကမုံတွေဖြစ်တယ်။မောင်ကျောင်းသားအစွမ်းသိတိတွေရှိတဲ့ကမုံမင်တပင်ကိုကမုံကြီးခုနှစ်ပင်ကမုံငယ်ခုနှစ်ပင်ကအချွေအញ្ញံအဖြစ်ပေါက်ရုပ်တွေဆိုတဲ့စာအုပ်ထောက်တော့စုစုပေါင်းလိုက်ရင်ကမုံမောင်းကတထောင်ကျော်တဲ့မောင်ကျောင်းသားဒါကိုတင်စားပြောကြတာပါ။မင်းမျိုး7ပါးဆိုတာဘလို့စေးကိုပြောတာပါလေအတင်း မင်းရှိပါဆိုတာနေမင်းကမုံလာမင်းကမုံမိုးမင်းကမုံတိမ်မင်းကမုံနနွေးမင်းတန့်ငယ်မင်းဗိတ်တနုံမင်းပရမေသီရိမင်းဆိုတဲ့ကမုံရှိပါကိုဆိုလိုတာဖြစ်တယ်ဒီကမုံမင်းရှိပါကသူတို့ချင်းလေးအစွမ်းထက်တယ်နှစ်ခုချင်းရောရှန့်ရင်လည်းအစွမ်းများတယ်သုံးမျိုးဆက်ရှန့်ရင်တကူးစွမ်းအားကြီးမားတယ်မောင်ကျောင်းသားရဲ့မင်းမျိုးရှိပါနဲ့ပေါင်းဆက်စီရင်နေစီရစီမျိုးရှိပါအချင်းချင်းရောရှက်ပြီးတိတ်တီဝင်အစွမ်းတက်နေတာမလို့အမျိုးမျိုးသောယောဂါတွေကိုပျောက်စေတဲ့အပြင်ဖြစ်လို့ရဖြစ်နိုင်တဲ့အမောင်ကျောင်းသား အဲ့ဒီဆေးတွေကိုဘယ်မှာတော့ရှာရမလဲအတင်ဝိဇ္ဇာကြီးလူသားတို့အရက်ဒေသမှာစိုးရင်တော့ပုပ်ပါတောင်ကျိစပါလို့ခေါ်တဲ့ဒေးစုံပါတောင်အနောက်ဘက်ကကမုံတောင်စင်းမင်းတောင်ငရံမင်းတောင်အစရှိတဲ့တောင်တွေနဲ့လူသူမရောက်တဲ့တောနယ်ကြီးတွေထဲမှာပေါ့ရောက်ကြတယ်။အလွန်တကူတိတ်တိတ်ရှိတဲ့စင်းမင်းကမုံတွေကတော့ဂန္ဓာလတောင်ဝိဇာကူဟာတောင်ကာလတောင်သူတဒနာတောင် စိတ်တရတောင်ဆိုတဲ့ဟိမဝနာအရက်ကတောင်တွေမှာပေါ့ရောက်ပွင့်လန်းကြတယ်။ဝိဇာဇော်စီတွေကတနာယာက မကင်းစင်ကြတဲ့အတွက် သူရောင်မဲတို့နဲ့ပျော်ပါတယ်ဆိုတာဟုတ်ပါသလားဝိဇ္ဇာဆိုတာအတက်ပညာဉာဏ်ပညာနဲ့ထိုးထွင်းသိမြင်သူတွေဖြစ်တဲ့အတွက်တဏဆိုတဲ့အမိုက်အမောင်ကိုလူတိုင်းပယ်ခွာနိုင်ကြသေးတာမဟုတ်ဘူးအမောင်ကြောင့်သာဝိဇ္ဇာဇောကြီးတပတိတွေကတဏဟုတ်တဏတောင်းလို့အမိရတဲ့တောင်းစီကိုသွားတတ်ကြတယ်အဲ့ဒီတောင်းမှာတင်းပြတ်မွေးကြိုင်တဲ့ရနတ်တွေနဲ့ထုံမုန်းနေတဲ့သူရောင်ကမုန်းတွေပေါက်ရောက်နေကြတယ်သူရောင်မဲကမုန်းကအသက်16နှစ်အရွယ်ရှိပြီးတော့အလှသေးကြီးကကောင်းကြီးများစွာနဲ့ပြေဝါနေတယ်တခြင်းတစားစားအော်ဟစ်တီးဆိုပြီးတော့ ဲ့ဒီတောင်ကိုလာရောက်ကြတဲ့ဝိဇာဇောကြီးတွေနဲ့ပျော်ရွှင်မြူးတူးကြတဲ့တောင်ဖြစ်တယ်။အတင်ဝိဇာကြီးပြောတဲ့တောင်တွေကအလွန်ဝေးလံလွန်လာပေးတယ်။နီနီနာနာတောင်ကလေးများမရှိဘူးလား။တောင်ရင်းကြီးမျိုးမြောက်ဖက်မှာကြောက်ကမုံတောင်ဆိုတာရှိတယ်။ကြောက်ကမုံတောင်ရဲ့အရှိတခေါ်တာတာမှာကြောက်မိုးကြီးလို့ခေါ်တဲ့အရက်ရှိတဲ့မောင်ကျောင်းသားအဲ့ဒီကြောက်မိုးကြီးရဲ့အောက်ဖက်ရှုံမြောင်စင်စန်းတွေထဲမှာစင်မင်းကမုံတွေပေါက်ရောက်ကြက်စားနေထိုင်ပါလေ။တကောင်းရန်ချင်းကိုရောက်တဲ့အခါစေဝိဇာက စေကျိတ်ခုံနဲ့ဇပွေးကိုထုတ်ယူကာ စီးတမျိုးကိုစီရင်နေတခြားသောဇော်ကြီးတပတ်တီတွေရလည်းစေးပုံခါတဲ့တဇောင်းမုံလာပြညာမှာစေးမျိုးစုံကိုပြင်ဆင်ကြလေတဲ့သို့တော်စေးဝိဇာကြီးစီရင်နေစီအမအောင်မမြင်ဖြစ်နေလေတဲ့အချင်းအခါခေါင်းကိုကြော်လွန်သွားတော်မျိုးကိုစိုးရင်လှတဲ့ဖြင့်မောင်ဘိုးအောင်ကစေးကြိတ်ဆုံးမမဟာတမယအင်းကိုစီရင်ပြီးတော့စေးကြွေမှာတော့တဘတိတ်တီအင်းကိုစီရင်ဆောင်ရွက်ပေးလိုက်လေတဲ့အဲ့ဒီတော့မှစေးဝိဇာကြီးရဲ့စေးတောင်းကအောင်မြင်လေတော့တယ်စေးဝိဇာမိမိကိုကူညီခဲ့တဲ့မောင်ဘိုးအောင်ကိုကျေးဇူးတင်လာတော့အတင်းမောင်ကြောင့်တော့ အသိငါကျွန်ုပ်ကိုကူညီခဲ့တဲ့အတွက်အသိငါကျွန်ုပ်ကပြန်လဲကူညီပါမည်ကျွန်ုပ်ပြန်လင်းကြောက်ကမုံတောင်ကိုအသိမာလိုက်ခဲ့ပါအထူးထူးသောစီကမုံဖေမျိုးကိုအသိဉာဏ်ရှာဖွေပြသပေးပါမည်။မောင်ဘိုးအောင်ကအခွင့်အရေးကိုလက်လွတ်မခံနိုင်လို့ခေါင်းငိမ့်လိုက်မိတယ်။ဒါပေမဲ့တစ်ဖက်မှာလည်းចောင်းဆောင်ဥလုံးကရှိသေးတယ်။မောင်ဘိုးအောင်ရုတ်တရက်ပျောက်ွယ်သွားတဲ့အခါဥလုံးကရက်ရွာဒေသတွေနဲ့တိုင်မင်းကရှာဖွေပေးလိမ့်မယ်။အဲဒီအခါဆရာတော်တွေနဲ့ရက်ရွာဒေသခံတွေပါတိမြင်ပေါက်ကြားကုန်ပြီဆိုရင်တဖြင့်ရက်တဲ့မအေးနိုင်ပဲဖြစ်နေလေတယ်။ ကျွန်တော်အတင်းနဲ့လိုက်ခဲ့မယ်စေးဝိဇ္ဇာကြီးဒါပေမဲ့ခဏတော့ဆောင့်ကျွန်တော်တိတ်မကြခင်ပြန်လာခဲ့ပါမယ်မောင်ဘူးအောင်ကကျောင်းစီကိုပြန်လာခဲ့တယ်ဦးလုံးကအိမ်မောကြနေကဟုတ်ပြီပဲနေသေးတယ်မောင်ဘူးအောင်ကမိမိအိတ်တဲ့ခေါင်းအုံးပေါ်မှာရုပ်ရှင်အင်းကိုချမှတ်လိုက်ပြီးအင်းအလေးမှာမိမိနေနံကိုထိတ်သွင်းလိုက်မိတယ်အဲ့ဒီအခါခေါင်းအုံးအပေါ်မှာမောင်ဘူးအောင်နဲ့တထရာတဲ့တူညီတဲ့လူပုံသဏ္ဍန်တစ်ခုပေါ်ပေါက်လာတယ်မင်းဒီမှာအိတ်နေခဲ့နောက်နေငါနိုးမှနိုးကိုကြားရလားမောင်ဘူးအောင်ကကိုဘောကိုမှားကြခဲ့ပြီးတော့ လွယ်ဧကလေးတလုံးကိုယူဆောင်ပြီးတော့ကျောင်းပေါ်အနေဆင်းနေတယ်။အဲဒီနောက်ဆေးဝိဇ္ဇာကြီးနဲ့အတူကြောက်ကမုန်းတောင်ကိုလိုက်လာခဲ့လေတော့လေ။ဝိဇ္ဇာကြီးရဲ့အကူအညီနဲ့ဆေးပေါင်းများစွာရရှိခဲ့တယ်။ဆေးမင်းရှစ်ပါးကိုလည်းအောင်မြင်စွာနဲ့ရရှိခဲ့ပြန်နေ။မောင်ဘိုးအောင်ကကျင်းနီပရပိုက်အတွင်းကမင်းရှစ်ပါးဆေးချိန်လုံးကိုစီရင်တော့တယ်။ဥစွာပထမဝါရပြန်ခတ်အမြင့်ရှိတဲ့ထမ်းမင်းကြီးပေါ်မှာပေါက်ရောက်နေတဲ့ညောင်မင်းတပင်ကိုမြင်တွေ့လိုက်ရတယ်။အဲဒီနောက်ကြေးပြားပေါ်မှာအင်းဓမ္မကိုစီရင်ပြီးညောင်မင်းစီကိုပြစ်လွတ်လိုက်လေတော့အင်းဓမ္မ ညောင်မင်းကိုခုတ်ပိုင်း၍တောင်ဝေးအရွယ်ဖြစ်အောင်ခုတ်ထွင်ကယူဆောင်လာတယ်။အဲ့ဒီညောင်မင်းကတစ်ပြန်ညောင်မင်းဖြစ်တယ်။အဲ့ဒီတောင်ဝေးကိုမင်းရှစ်ပါးစီနဲ့နက်ခတ်ခပတ်ကြရောက်တဲ့နေမုန်းတဲ့အချိန်မှစီညင်လိုက်တော့အောင်မြင်ပေါက်မြောက်သွားတော့တယ်။ကျောင်းမှချန်ထားခဲ့တဲ့မအောင်ရဲ့ရုပ်ကိုဘွားကအိပ်ရီသာနေနေတယ်။ဥလုံးကနှိုးတော်လေတစ်ချက်မှမနိုး။ဥလုံးကဝင်လေထက်လေကိုစမ်းသပ်ကြည့်တဲ့အခါမှာတာမန်လူအတိုင်းရှူရှိုက်နေလို့မောင်ဘိုးအောင်အိပ်နေခြင်းဖြစ်မယ်လို့တွေးပြီးတော့လေမနှိုးတော့ဘူး။မောင်ဘိုးအောင်ကစေးတောင်းဝေးအစွမ်းကိုစမ်းသပ်ကြည့်ခြင်းနဲ့ ဒါကြောင့်ကြောက်ကမုံတောင်ကအပြာမှာကျေးရွာတရွာကိုဝင်လာခဲ့တယ်။ရွာအစွန်ချန်တချန်ရှိအဖြတ်မှာတမယာပင်အောက်ကဖြတ်တန်းသွားမိတယ်။တမယာပင်မှာအသီးများဝင်းဝင်းပြောင်ပြောင်နဲ့တီးပွင့်နေကြတယ်။မောင်ဘိုးအောင်ကချန်ရှင်အဖွားထံခွင့်တောင်းပြီးတမယာသီးကိုခူးတယ်။ဒီလောက်ချန်တဲ့တမယာသီးတွေကိုမင်းကဘာလို့မလို့လဲအမောင်ရင်ခကြီးပန်းလာတာကြောင့်အမောပြေစားချင်လို့ပါအဖွား။အလိုလေးတော့တမယာသီးကိုများစားမယ်တဲ့။အံ့မရောမောင်ဘိုးအောင်ကတမယာပင်ကိုစေးတောင်ဝင်းနဲ့သုံးချက်ခန့်တာတာကလေးရိုက်လိုက်ရင်ပါဇက်ကလည်း အသီးတွေအကုန်ချိုစန်းကွာလို့အမိတ်ပေးလိုက်တယ်။အဲ့ဒီနောက်တမယာခိုင်းကသူ့အလိုလိုကိုင်းကြလာပြီးမောင်ဘိုးအောင်ကတမယာသည်တလုံးကိုစုတ်ခိုးပြီးအခုံမေမခွာဘဲဝါးစားလိုက်တယ်။အောင်မလီချိုလိုက်တာဖွာရစားလို့ကောင်းလိုက်တာ။မောင်ဘိုးအောင်ကတမယာသည်တွေကိုတလုံးပြီးတလုံးခူးစားနေတာမို့ချန်ရှင်အဖေါ်အိုဝင်အံ့ဩကတမယာသည်တလုံးကိုခူးဆွ့၍မဝုံမရွေးနဲ့စားကြည့်လိုက်တဲ့အခါတမယာသည်မှပြားတကားကြီးလောင်းဆန်းထားတဲ့အလားချိုမိန်နေတာကိုတွေ့ရတယ်။ရွာသားတွေကတန်အံ့တော်နဲ့တမယာသည်တွေကို သူထက်ကအလူအယက်ကူးစားကြလေတော့တမ်မယာပင်မှာအသီးတွေကုံသွားတဲ့အထိဖြစ်တယ်။တမ်မယာပင်ချိုတဲ့အတော့အနီးအပားရွာများမှာပါလာရောက်လိလကြီးရှုကြတဲ့ဖြင့်မူရင်းရွာနာမည်ပြောက်ပြီးတော့တမ်မယာချိုရွာလိုအမိတွင်ရမှာနှစ်ကာလကြာမြင့်တဲ့အခါမှာတန်ချိုရွာလိုအမိပြောင်းသွားခဲ့တယ်။ဒါပေမဲ့အခုတော့အဲ့ဒီရွာတိမ်ကောသွားပြီဖြစ်တယ်။တောင်ဝေးတစ်ချောင်းနဲ့ကျောင်းဝင်းတွင်းကိုဝင်လာတဲ့မောင်ဘိုးအောင်ကိုတွေ့တဲ့အခါကျောင်းဝင်းအရှိမအမိုက်သိမ်းနေတဲ့ဥလုံးကလန့်ဖြန့်သွားတယ်။အလိုမောင်ဘိုးအောင် အခုနောက်ကတော့မောက်ဘိုးအောင်ကကျောင်းထဲမှာအိတ်နေတာပါအခုဘလို့လှုပ်ပြီးကျောင်းပြင်ကနေပြန်လာပါလေမောက်ဘိုးအောင်ကဥလုံးအထင်မှားတယ်လို့သာပြောဆိုလေတော့ဥလုံးကမကြည်နဲ့ပဲကျောင်းမော်ကိုပြေးတက်ကြည့်တယ်အဲ့ဒီအချိန်မောက်ဘိုးအောင်ကသူစင်ရင်ခဲ့တဲ့ရုပ်ပွားအင်းကိုဖျက်ဆီးလိုက်တဲ့အတွက်ကျောင်းမော်တွင်အိတ်ရတာတွေ့ရပြီးမောက်ဘိုးအောင်ကိုမတွေ့ရဘူးဥလုံးကအဲ့ဒီဖြစ်ကိုမယုံမကြည်နိုင်ပဲဖြစ်နေမိတယ်ကျောင်းကိုရောက်တော့ထမင်းစားတော့ပြီးတော့မောက်ဘိုးအောင်ကဖျားဘူးသွားတဲ့ဥစင်းတွေနဲ့တငယ်ချင်းတွေကိုတတိယလာတယ် ဒါကြောင့်ဥလုံးရဲ့ကုန်းရီထဲမှာကုန်းရွက်တရွက်ကိုယူလိုက်ပြီးကုန်းဥရီဖြင့်နန်ရွက်ခွာအင်းကိုစီရင်လိုက်ခါပဇောင်းဝတ်တွင်းငုံထားလိုက်တဲ့အဲ့ဒီအခါမောင်ဘိုးအောင်ရဲ့နန်ဝိညာဉ်မှာရုပ်ခန္ဓာကိုအတွင်းမှခွဲထွက်သွားပြီးတော့ရွှေဆက်တော်ဖရာထံကိုရောက်ရှိသွားတယ်။ဥစဉ်လက္ခဏာတို့ဖရာဘူးအဖွဲကတော့အထက်ဆက်တော်ရာမှာထိုင်ကအနားယူနေတယ်။ဥစဉ်ပညာသာမီးရရွှေဆက်တော်ဖရာအတွက်အလူငွေဆက်တဲ့ချက်ကိုလှူဒန်းနေတယ်။မောင်ဘိုးအောင်ကစားနောက်ချင်းလာသဖြင့်မောင်မြတ်ကြီးအနီးကိုတိုးကပ်လိုက်ပြီးတော့အကြီး မင်းသိပ်ပြောရဲ့လာကွာလို့ပြောဆိုလိုက်တဲ့ဆောင်းနှမ်းပေါ်မှာထိုင်ရင်ဖျားဘူးတွေကိုငေးကြည့်နေတဲ့မောင်မြကြီးကမောင်ဘိုးအောင်ရဲ့တန်ကိုကြားသဖြင့်ကြီးကန်းတောက်မောက်လိုက်လံရှာဖွေနေမိတဲ့မောင်ဘိုးအောင်ကမောင်မြကြီးရဲ့နဘေးမှာထိုင်က စကားပြောဆိုနေလေတော့စကားတန်ကိုသာကြားရပြီလူကိုမတွေ့ရဘူးမောင်ဘိုးအောင်ကနန်ဝင်းညင်နဲ့အထက်ဆက်တော်ရအောက်ဆက်တော်ရတွေကိုဝင်ရောက်ဖူးမြော်ခဲ့ပြီးညနေအချိန်မှာနန်ဝင်းညင်ကိုကျောင်းစီကိုပြန်လည်ခေါ်ဆောင်လိုက်တဲ့ဒီလိုနဲ့၃ရက်၃ညတိုင်တိုင်ရွှေဆက်တော်ဖျားကိုနန်ဝင်းညင်နဲ့ဖူးမြော်ကြည်ညိုလေတဲ့ ဦးစင်းလက္ခဏာတို့ကလည်းတုံးရကြတဲ့အခါမှာကျောင်းကိုပြန်လာခဲ့တယ်။ကျောင်းကြီးမှာညက်ပတ်ပေးရေးကဖုံမှုန်အမိုက်တရိုက်တွေဘလဘွားဖြစ်နေတယ်။ဦးစင်းတွေပြန်လာတဲ့နေ့ကိုကြိုတိထားတာမို့မောင်ဘိုးအောင်ကကျောင်းကိုတန်ရှင်းရေးလှုပ်ထားပြီးစီအရော်တွေအတွက်ရေဘူးရေအေးတွေအသင့်ပြင်ဆင်ကကြိုးဆိုနေတယ်။ဦးလုံးကမောင်ဘိုးအောင်ရဲ့အပြုတ်အမူတွေကိုမြင်တွေ့တဲ့အခါအံ့ဩနေတယ်။မောင်ဘိုးအောင်ဘသူမှမရှိဘဲနဲ့ဘာဖြစ်လို့ရင်းနှွေးတွေတဲနေထမင်းဟင်းတွေချက်နေတာလဲမောင်ဘိုးအောင်ရဲ့ဘသူလာမှမလို့လဲ။ ဆရာတော်တွေဒီနေ့ပြန်ကြွလာမယ်ဗျာဥလုံးရဟေးငါ့ကိုအမှားတော်တာတော့ဆရာတော်တွေဟာခုနှစ်ရက်ကြာအောင်ဖះမှနေမယ်လို့ပြောထားတာပါမောင်ဘိုးအောင်ရအစကတော့ဒီလိုစီစဉ်သွားတဲ့ပုံပဲဥလုံးဒါပေမဲ့ခရီးစရိတ်ထောင်းပြီးအလူအတန်းလှုပ်လိုက်တာလက်လုံသွားကြလို့၃ရက်နေပြန်လာကြမှာအခုဆိုတောင်းတွင်းမျိုးတဲ့ရောက်လောက်ပြီပေါ့မောင်ဘိုးအောင်ပြောဆိုနေတာတွေကိုဥလုံးကမယုံကြည်နိုင်အောင်ဖြစ်နေမိတယ်မောင်ဘိုးအောင်နဲ့စကားပြောဆိုပြီးမကြခင်မှာပဲဖះဘူးသွားတဲ့ဦးစင်းတွေနဲ့မောင်ကျောင်းသားတွေက ကျောင်းဝင်းတွင်ကိုဝင်လာကြတယ်။အဲ့ဒီအဖြစ်ကိုမြင်တော့မှဥလုံးကအံ့ဩပနံဖြစ်ရတယ်။အရှင်ဖျားတို့ပြန်လာတာစောလာကြီးလား။တပည့်တော်ကိုပြောတော့ခொနှစ်ရက်ကြာမင်းဆိုဖျား။ဟုတ်တယ်တကားကြီး။အစတော့ခொနှစ်ရက်လောက်နေမလို့ပဲ။ဒါပေမဲ့ဖျားကိုကြီးညိုလုံးတာကြောင့်အလူအတန်းများလုံမိတဲ့ကွင်။ဖျားအနီးမှာတောင်ရန်စားတောင်းနေတဲ့လူတွေကိုလေတနာလိုလူရင်တန်းရဲ့လက်လွန်သွားတယ်ပြောကြပါစို့ကွင်။ခကြီးစရိတ်ပြတ်တော်မှာနဲ့၃ရက်ပဲနေပြီးပြန်လာခဲ့ကြတာပါ။ ။ဦးစင်းလက္ခဏာရဲ့စကားကိုကြားတဲ့အခါမောင်ဘိုးအောင်ပြောဆိုတဲ့အကြောင်းအရာတွေနဲ့ထပ်တူကြနေလို့ဦးလုံးကပုံမအံ့ဩရတော့တယ်။ခရီးလမ်းတစ်လျှောက်မောပန်းလာခဲ့ကြသူတွေကမောင်ဘိုးအောင်ကြိုတင်ပြင်ဆင်ပေးထားကြတယ်။ရေဘူးရေအေးတွေကိုတောက်တုံးအပန်းဖြေကြပေးမောင်ကျောင်းသားများမှလည်းစားစားနဲ့ထမင်းဟင်းတွေကိုခုခတ်စားတောက်ကြတယ်။ဦးစင်းလက္ခဏာမှာမိမိတို့ပြုံးစားကြီးရောက်လာခဲ့တဲ့အချိန်အောင်အစစအရာရာကြိုတင်ပြင်ဆင်ပေးထားတဲ့ဦးလုံးကိုလည်းချီးကျူးတော့တယ်။အဲ့ဒါတပီးတော်ကြောင့်မဟုတ်ပါဘူးဖေယျ။ မောင်ဘိုးအောင်ကြောင့်ပါမောင်ဘိုးအောင်ကအရှင်ဖျားတို့ခရီးစရိတ်ပြက်ပြီးပြန်လာမယ်ဆိုတာကိုကြိုသိနေတယ်လို့ပါပဲဖျားဦးစင်းလက္ခဏာထူးဆန်းသွားလေတယ်စကားပြောနေရင်ပဲမောင်ဘိုးအောင် တက်လာကအနီးမှာဝန်ထိုင်နေဦးစင်းတွင်ကခီးစဉ်အကြောင်းကိုစမြုပ်ပြန်ကရွှေဆက်တော်တို့တခါမှမရောက်ဖူးတဲ့ဦးလုံးကိုပြောပြနေနေဦးလုံးကတော့ထူးဆန်းသဖွယ်နားထောင်နေတော့လေမောင်ဘိုးအောင်ကတော့တာမန်မြပဲနားထောင်နေတယ်တဏှာရောက်မှမောင်ဘိုးအောင်ကဦးစင်းပညာသာမီးရဖျားမှဆက်တကြလူခဲ့သေးတယ်မို့လားလို့ ထပြောလိုက်တဲ့အခါဦးစင်းတွေကအံ့အားသင့်သွားတယ်။မောင်းအောင်မင်းဒါတွေဘလို့တိနေတာတုံးတင်မတပည့်တော်လေးအရှင်ဖျားတို့နဲ့အတူရွှေဆက်တော်ကိုဖူးခဲ့ပြီးပါပြီဖျား။ဥလက္ခဏမှာမယုံကြည်လို့မောင်ဘိုးအောင်အောင်မင်းမြန်လီတော့မောင်ဘိုးအောင်က၃ရက်၃ညအတွင်းဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေကိုပြန်နေပြောပြတော့တယ်။မောင်ဘိုးအောင်ပြောတဲ့အဖြစ်ကဦးစင်းတွေတွေ့ကြုံခဲ့တဲ့အဖြစ်နဲ့တထေရတဲ့တူးညီနေလို့ဦးစင်းတွေကအံ့ဩလွန်ပြီးပါဇက်မစီနိုင်တော့အကြီးမင်းကိုတောင်းငါစနောက်လိုက်သေးတယ် မင်းငါအတန်ကြားတယ်မို့လားအေးကွာမင်းငါအနားမှာစကားတွေလာပြောနေလို့ငါလိုက်ရှာပြီးမယ်အလုံးအထည်မတွေ့တာဒါကြောင့်ကိုကွာဥစင်းတွေရမောင်ဘိုးအောင်မှာစွမ်းစားတွေရှိနေသည်ကိုတတိထားမိသွားတယ်ဥစင်းပညာတာမိမှာတော့မောင်ဘိုးအောင်ကိုမယုံကြည်ဘူးမောင်ဘိုးအောင်မှာယူတော်နေတယ်လို့သာထင်မိတယ်ဟုတ်ကဲ့ပါရှင်ဒီကနေ့ကျွန်တော်တို့ channel ရဲ့တင်ဆက်မှုကိုဒီမှာဒီမဲ့ရန်အောင်ခွင့်ပြုပါရှင်ဇလန်းကောင်းတွေထပ်မံတင်ဆက်မှာဖြစ်တဲ့အတွက်ဆက်လက်ဆောင်မြော်နှဆင်မှုပြောကြားရင်းနှုတ်ဆက်ချင်ပါတယ် ကျေးဇူးတင်ပါတယ်ရှင်။